အလုံးပဲမင်္ဂလာပါဒီပြလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ကျွန်တော်တို့ TikTok account ဖွင့်ပြီးတော့ monetization နဲ့ပတ်စံရှာခြင်းနဲ့ပေါ့နော်အဲပတ်စံရှာလို့ရတယ် TikTok account account ကိုဘယ်လိုမျိုးဖွင့်ရမလဲပေါ့အဲတောင်းဆိုတဲ့မိတ်ဆွေတွေတို့ sharing လုပ်ပေးချင်ပါတယ် Okay ဒါဆိုရင်ကျွန်တော်တို့ TikTok ကပေါ့နော်ဒါကျွန်တော်တို့ပတ်စံရှာမယ်ဆိုရင်တော့သူခွင့်ပြုထားခဲ့တဲ့ region နဲ့ပေါ့နိုင်ငံနဲ့ဒါကျွန်တော်ရေးမိတ်ဆွေကဖွင့်ဖို့လိုတယ် Okay အဲသူခွင့်ပြုထားတဲ့နိုင်ငံတွေကတော့အများကြီးရှိရပေါ့နော်ဒီနေ့ဒါကျွန်တော် အတစ်တော့အကောက်ကိုဂျပန်လူကိုရှင်းနေပေါ့နော်အဖွင့်ပုံဖွင့်ဒီကိုကျွန်တော်အစားဆုံး sharing လုပ်ပေးချင်ပါတယ်ဟုတ်ကဲ့ပါစိတ်ဝင်စားလို့ဆိုရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုဖို့ဖိတ်ခေါ်ပေးရစေโอเคဒါဆိုရင်ဒါကျွန်တော်တို့ဂျပန် TikTok ကတော့စဖွင့်မယ်ပေါ့နော်အစဖွင့်မယ်ဆိုရင်သူရဲ့လိုအပ်ချက်လေးနှစ်ချက်ရှိတယ်နံပါတ်1ချက်ကတော့ကျွန်တော်တို့ Gmail ပေါ့နော် အချိန်မင်းကောက်ကောက်ကောက်တော့ဒါကျွန်တော်ရေးမစေဖွင့်ဖို့လိုအပ်တယ်အဲအစ်စ်ဆိုရင်တော့ပိုကောင်းတယ်အဟောင်းလည်းမရဘူးလားဆိုရင်တော့ရတယ်ဒါပေမဲ့ဂျီအဲ TikTok နဲ့ပတ်သက်တာပေါ့နော်သူကတစ်ခါမှချိတ်ဆက်မှုမပြုတ်လောက်ရသေးတဲ့ဂျီမင်းမျိုးဖြစ်နေရမယ်အဲတကယ်လို့မရှိဘူးဆိုလဲဂျီမင်းအစ်စ်ဖွင့်လိုက်ပေါ့နော်အဲကျွန်တော်မှာကဂျီမင်းလည်းရှိတယ်အဲနံပါတ်နှစ်တစ်ချက်ကတော့ဒီအက်ကလေးလို့တယ်ဗျာကျွန်တော်တို့ကဝီဝင်းကြော်လွားပြီးတော့တွားရမှာဖြစ်တဲ့တွားအဲမှာဝီဝင်းပေါ့နော်ဝီဝင်းကတော့ကြိုက်တဲ့ဝီဝင်းနဲ့ချိတ်လို့ရပါတယ်အဲကျွန်တော်ကဒီမှာ Weaving Japan ဆိုတာရှိတယ်ဒီကောင်လေးနဲ့ကျွန်တော်ချိတ်ပြမယ်နော်အဲဒီကောင်လေးနော်အဲကျွန်တော်များထောက်ရတဲ့ကောင်လေးနဲ့ အဲ့ကျွန်တော် image ဒီကောင်လေးကို play store မှာသွားပြီးတော့ download ဆွဲလိုက်ပေါ့နော်အဲဒါဆိုရင်ကျွန်တော် gmail လေးရပြီဘူပင်လေးရပြီဆိုရင်အဲ number 3ပေါ့နော် number 3တစ်ချက်ကတော့ကျွန်တော် image က wifi နဲ့ချိတ်ဆက်တာဘူကောင်းတယ်အဲ့ဒါကလို့ကျွန်တော် image ရဲ့ဖုန်းက internet နဲ့ဖွင့်ထားပြီးတော့အဲဘူပင်နဲ့ချိတ်လို့မရဘူးလားဆိုရင်တော့အများတော်အဖြစ်ကသူက connect မဖြစ်တာမြင်ရတယ်အဲကျွန်တော် image ကဖုန်းတစ်လုံးကနေပြီးတော့ hotspot လွှင့်လိုက် hotspot လွှင့်ပြီးတော့ဘယ်နှခိုင်းမှာဖွင့်ဖွင့်လို့ရတယ်နော် hotspot လွှင့်လိုက်လွှင့်ပြီးတော့ကျွန်တော် image က wifi ချိတ်ဆက်လိုက် internet line ကိုပိတ်ထား ်အပိတဲ့တစ်ဖက်တခြားဘက်ကနေ hotspot လွင်လွင်ပြီးတော့ကိုယ့်ရဲ့ဖုန်းကချိတ်ဆက်လိုက်ပါနော် okay ချိတ်ဆက်လို့ပြီးသွားပြီတော့ဒါဆိုကျွန်တော်လည်းချိတ်ဆက်ထားတာပဲကျွန်တော်က wifi ချိတ်ဆက်ထားပြီးပါပြီတခြားဘက်ကနေပြီးတော့လွင်လာတာပါနော် okay ဒါဆိုရင်ဒီ၃ချက်ပြည့်ပြီဆိုရင်ဒါကျွန်တော်တို့ဂျပန်ကောက်စောက်ဖွင့်လို့ရပြီပါနော် okay ဒါဆိုရင်ကျွန်တော်တို့ဂျပန်ကောက်ဖွင့်မယ်ပါနော်အဖွင့်မဲ့ဆိုရင်နံပါတ်၁ဒါဆိုရင်ကျွန်တော်ဘူပင်ချိတ်ဖို့လိုပြီ wifi လည်းကျွန်တော်ချိတ်လိုက်ပြီးသွားပြီဆိုရင်ဒါဆိုရင်ဒီအောက်ကဘူပင်လေးတဲ့ကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ်ဒီ premier place ဆိုမှာသွားပြီးတော့ကျွန်တော်ရဲ့ message download ဆွဲလိုက်နော် free ဆွဲလို့ရတယ်အဲခဏလေးဆောက်လိုက်ဒါဆိုရင်ချိတ်ဆက်မယ် အချင်းဆက်ဖို့ဒီလိုမျိုးလေးပေါ်လာရင်ဒီဘောကအဲမဲ့ဒီဘောကျွန်တော်မြားထောက်ထားတဲ့နေရာလေးပေါ့နော်အဲ့ဒီနေရာလေးကိုချက်နေတိုင်းရင်သူကဒီလိုမျိုးပေါ်လာမယ်အဲပေါ်လာမှဆိုရင်ကျွန်တော်တို့က free ဖြစ်တဲ့အတွက်ဒီဘက်ကချက်ချီကပ်ပေါ့နော်အဲချက်ချီကပ်လေးကိုချက်နှိမ့်မယ် okay ဒါဆိုရင်ဂျပန်ပူပြင်ပေါ်လာပြီပေါ့နော်ပေါ်လာပြီဆိုရင်ဒီမှာကျွန်တော်မြားလေးချက်ဒီနေရာလေးမှာကျွန်တော်ရဲ့မိစ္ဆာကအဲဂျပန်ကိုရွေးလိုက်ပေါ့နော်အကုန်လုံးကတော့ဂျပန်ကြီးပါပဲအဲဂျပန်ရောသူကဂျပန်ပဲချိန်ပါတယ်အဲဒီမှာဂျပန်2 4လို့3လို့ပေါ့နော်အဲကျွန်တော်ကတော့4နဲ့ချိန်တယ် okay ဒါဆိုရင်ကျွန်တော်4ကိုရွေးလိုက်တယ် အဖို့ရွေးလိုက်ရင်သူကဒီလိုမျိုးပေါ့နော်သူဝယ်ခိုင်းနေဝယ်ခိုင်းနေဆိုရင်ဒါကျွန်တော်တို့ကမရဘူးအဲတချို့အကောက်စောက်ဖွင့်ကစားဆိုရင်တော့ရတယ်အဲဒါကလို့ကျွန်တော်ရင်ပြကမရဘူးဆိုရင်ဒီမှာကိုနဲ့ဖြစ်ဖို့အတွက်ပေါ့နော်ကျွန်တော်ရင်ပြကဒီနေရာဒီကျွန်တော်မြတ်လေးချက်ကြည့်အဲဒီနေရာလေးကိုနှိပ်လိုက်တာနဲ့ဒါသူကကြွညာလေးကြည့်ခိုင်းနေစက္ကန့်30လောက်ကြည့်ခိုင်းနေပေါ့နော်အဲကြည့်ခိုင်းကြည့်ခိုင်းရင်ကျွန်တော်ရင်ပြကကြည့်လိုက်ကြည့်လိုက်ပြီးဒါဆိုရင်မေးဆွေခုနှစ်ရက်အသုံးပြုလို့ရသွားတာပေါ့နော်အဲ့တကယ်လို့အဲမရအောင်ဆိုရင်ကျွန်တော်ပြချတာဒါလေးဒီကြွညာကိုကြည့်ပေးဖို့လိုတယ်နော်ကျွန်တော်များထောက်တဲ့နေရာကိုနှိမ့် အနှိမ့်လိုက်ကျွညာလိုက်အဲ့ဒီနေရာချိန်လို့ရတယ်ဗောနော်အဲကျွန်တော်မှာကတော့ဘေးကိုနှိမ့်လိုက်တယ်အပြေတနာမရှိဘူးကျွန်တော်မှာကတော့ကွန်နက်ကဖြစ်တယ်အဖြစ်တဲ့အတွက်ဗောနော်โอเคဒါဆိုရင်ကျွန်တော်ရသွားပြီဆိုရင်ဒီမှာဂျပန်ပူပင်းဆိုတာရှိတယ်နော်အဲ့ဒီအနီရောတစ်ချက်နှိမ့်လိုက်ဗောနော်အနှိမ့်လိုက်ခဏဆောက်လိုက်ဒါသူရဲ့ချိန်ဆက်မှုကိုသူလုပ်မယ်โอเคဒါဆိုရင်ကျွန်တော်မှာကွန်နက်ဖြစ်သွားပြီဗောနော်အဲကွန်နက်ဖြစ်သွားပြီဆိုရင်သူကဒီလိုမျိုးဗောနော် အဲဒါဒီလိုမျိုးကျွန်တော်တို့ကကြညာကြည့်ပေးရမယ်အသွားကြော်လို့မရအောင်နော်ဆိုလို့မရဘူးနော်ချိတ်ဆက်မှုတစ်ခုဖြစ်သွားတယ်ဒါသူကကြညာဝင်လာပါဘောနော်ဝင်သွားဆိုရင်ဒီလိုမျိုးဖြစ်လာမယ်အဲဒါဆိုရင်ကျွန်တော်မိစ္ဆာကခဏနေပြီးတော့ဒီချက်ချီကလေးပေါ့နော်ချက်နေပြလိုက်အဲဒါမှပဲသူကဒီလိုမျိုးချိတ်ဆက်တာဆိုရင်ကျွန်တော်တနားကြီးအသုံးပြုလို့ရသွားပြီပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ကဂျပန်လဲအဲဝေပင်လဲကျွန်တော်ချိတ်လိုက်ပြီဆိုရင်တော့ဟုတ်ဖုံးရဲ့အလဲကီးနေပဲထွက်လိုက်မယ်အဲထွက်လိုက်ပြီးတော့နံပါတ်1ဒါဆိုရင်ကျွန်တော်တို့ဂျီမေးနဲ့ချိတ်ပြီပေါ့နော်အဲဒါဆိုရင် အဲကျွန်တော်ရင်းစကဒီမင်းအကောက်အစ်စ်ပဲဖြစ်ဖြစ်အဟောင်းပဲဖြစ်ဖြစ်ချိန်လို့ရတယ်ဒါပေမဲ့ TikTok နဲ့ပတ်သက်တဲ့တစ်ခါမှချိန်ဆမှုမပြုလို့ရတဲ့ဂျီမင်းတော့ဖြစ်နေရမယ်နော်โอเคဒါဆိုရင်ကျွန်တော်တို့ဂျီမင်းနဲ့ဝင်မယ်အဲဂျီမင်းကလည်းချိန်ထားလို့ရတယ်ပေါ့နော်ဟာတကယ် तू ကကောက်ကလေးတောင်းမှဖြစ်တဲ့တော့ပေါ့နော်ဂျီမင်းမှလည်းချိန်ရမယ်ခလုံးမှလည်းချိန်ရမယ်နော်ဒါဆိုရင်ကျွန်တော်ဂျီမင်းမှတစ်ချက်ချိန်ရမယ်အဲဒီနေရာကိုဂျီမင်းနဲ့ကိုဝင်လိုက်မယ်ဝင်ပြီးတော့ကျွန်တော်ရင်းမစကဒီမှာ profile လေးကိုတစ်ချက်နှိပ်အဲကျွန်တော်မှာကတော့ဂျီမင်းနေအများကြီးရှိတယ်ကျွန်တော်ရင်းမစကဒီထဲမှာ share လိုက် ကိုတက်တော့အကောက်ဖွဲ့မဲ့ဂျင်းမင်းကိုရှာလိုက်ပေါ့နော်အရှာလို့တွေ့ပြီဆိုရင်နှိမ့်လိုက်ပေါ့နော်โอเคဒါကဒီမှာ8ကလေးနဲ့ဖြစ်သွားပြီနော်အဲဒီအကောက်ကဒါကျွန်တော်အဲဂျီဂျပန်တက်တော့အကောက်ဖွဲ့မဲ့ဂျင်းမင်းပေါ့နော်အဲဒီလိုမျိုးတစ်ခါတည်းပြောင်းလာလိုက်အဲပြောင်းလိုက်ဘာဖြစ်လို့လဲကျွန်တော်ကုတ်တောင်းရင်တစ်ခါတည်းချရအောင်ဒါဂျင်းမင်းမအီဝင်ပြတာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ရသွားပြီပေါ့နော်အဲဒီမှာဂျင်းမင်းမလည်းကျွန်တော်ကျွန်တော်တက်တော့အကောက်ဖွဲ့မဲ့ဂျင်းမင်းကရောက်သွားပြီရောက်သွားပြီဆိုရင်အလေပြန်ထွက်မယ်အဲပြန်ထွက်ပြီးတော့ဒီခလုံးမှာထပ်ချိန်ဖို့လို့ဒီခလုံးနဲ့ရှောင်ရမှာပေါ့နော်။ Okay browser တစ်ခုအသုံးပြုမယ်ပေါ့နော်။ မိတ်ဆွေကတော့အဆင်ပြေတဲ့ browser ပေါ့နော်ကျွန်တော်က Chrome နဲ့ပြပေးမယ် Chrome နဲ့ကိုကျွန်တော်ဝင်မယ်အဝင်ပြီးတော့ဒီနေရာမှာ TikTok account ဖွင့်မဲ့ Gmail ကိုဒါကျွန်တော်ရေးမိတ်ဆွေကပြောင်းပေးရမယ်ကျွန်တော်ကဒီ Gmail ဒီ account ချိတ်ဆက်ထားတာကဒါ TikTok account ဖွင့်မဲ့ Gmail မဟုတ်ဘူးပေါ့နော်မဟုတ်ဘူးဆိုရင်ကျွန်တော်အဲ့ဒီနေရာကိုနှိပ်အဲ့နှိပ်ပြီးတော့ကျွန်တော်ရေးမိတ်ဆွေဒီ account ကိုအရင်ထွက်လိုက်ဖို့လိုတယ် Okay ထွက်မဲ့ဆိုရင်လည်းဒီနေရာအဲ့ဒီ account ကိုနှိပ်နှိပ်ပြီးတော့ကျွန်တော်ရေးမိတ်ဆွေကဒီ profile ပေါ်နေရာကိုနောက်တစ်ချက်တက်နှိပ်အဲ့နှိပ်ပြီးတော့ဆွဲတင်လိုက်ဆွဲတင်လိုက်ပြီးဒီအောင်မှာ sign out ဆိုတာရှိတယ်နော်အဲထွက်လိုက်ပေါ့နော် โอเคဒါဆိုရင်သူကထွက်သွားပြီဒီနေ့မှပျောက်သွားပြီဒါဆိုရင်ကျွန်တော်တို့ဂျပန်အောက်ဖွဲ့မဲ့ဂျီမင်းကိုချိတ်ဆက်ပေးရမယ်ပေါ့နော်အဲချိတ်ဆက်ဖို့အဲ့ဒီနေရာကိုနှိပ်မယ်အဲနှိပ်ပြီးတော့ဒီလိုမျိုးလေးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်အဲနှိပ်လိုက်ပြီးတော့ကျွန်တော်ရေးမိချက်ကဒီနေရာမှာကိုဖွင့်ကျင်တဲ့ဂျပန် TikTok အောက်ဖွဲ့မဲ့ဂျီမင်းကိုအဲနှိပ်ပေးလိုက်ရမယ်ပေါ့နော်အဲချိတ်ဆက်ပေးလိုက်အဲ့ဒီနေရာကိုနှိပ်လိုက်โอเคဒါဆိုရင်သူကဒီလိုမျိုးပေါ်လာပြီဒါဆိုရင်ကျွန်တော် yes ပေါ့နော်အဲနေ question မှာလည်းဒီအိတ်ပုံစံလေးနဲ့ပေါ့နော်အခုလည်းဒီမှာအိတ်ပုံစံလေးနဲ့ပဲ အဲ့ဒါဆိုရင်ဂျီမီမှလည်းခြေပြီးပြီးခရုံးမှလည်းခြေပြီးပြီးဘူဘူရင်လည်းခြေပြီးဆိုရင်ဒါစပြီးတော့ဂျပန်တက်တော့ကောက်တော့ကောက်ကိုဖွင့်မယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဂျပန်တက်တော့ကောက်ဖွင့်ဖို့အတွက်ခရုံးလေးကိုဝင်မယ်အဲခရုံးမှလည်းခြေဆက်ထားပြီးပါဒီမှာအိတ်ဖြစ်သွားပြီပေါ့နော်โอเคဒါဆိုရင်ဒီအဖွင့်မဲ့တက်တော့ကောက်ဖွင့်မဲ့ဂျီမီလည်းဒီမှာခြေထားပြီးဆိုရင်ဒီရှက်ပေါ့လေးမှာကျွန်တော်ရဲမစ်စ်ကအဲတက်တော့ခေးအကောက်လို့ရေးလိုက်လေးရတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီမှာတက်တော့ခေးအကောက်ဆိုကျွန်တော်ရေးထားရှိတယ်ပေါ့နော်အဲ့ဒီနေရာလေးကိုကျွန်တော်တစ်ချက်နှိမ့်လိုက်မယ် โอเคဒါဆိုရင်ကျွန်တော်တို့ကစပြီးတော့ဒါအကောက်တစ်ကောက်ကိုစပြီးတော့ဖွင့်မယ်ပေါ့နော်အဲဖွင့်မယ်ဆိုရင်ဒါ create အကောက်ပေါ့နော်နည်းနည်းလေးဆွဲလိုက်ပေါ့နော်အကောက်ကဥမာ new စဖွင့်မှာဖြစ်တဲ့အတွက် create အကောက်ပေါ့နော်အဲ့ဒီနေရာလေးကိုချက်နှိမ့်လိုက်အဲနှိမ့်လိုက်ရင်သူကခဏလေးစောက်အဲ့ဒီမှာသူ့ဘန်သူဒါ line ပုံမှာမူတည်ပြီးတော့အနှီးအမြန်ကဒီနေရာမှာကွာမယ်ပေါ့နော်အဲတစ်ချက်လေးစောက်ပေးလိုက်ကျွန်တော်ဒီလိုမျိုးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်အပေါ်ကတော့ gmail အောက်ကတော့ password ပေါ့နော်အဲဒီနေရာမှာထည့်ပေးလိုက် okay ဒါဆိုရင်ထည့်ပြီးသွားပြီဆိုရင်အောက်က create ပေါ့နော်အနီလေးကိုတစ်ချက်နှိပ်လိုက်အဲခဏဆောက် အနည်းလေးနဲ့ဒါဆိုရင်သူကဒီနေရာမှာအဲဒီလိုမျိုးတွေရွေးပေးတယ်ပေါ့နော်ဒါဆိုရင်နံပါတ်2လေးနှစ်ခုရေးတယ်နံပါတ်နံပါတ်4ရွေးတယ်ဆိုရင်4ဆိုရင်ဒီမှာလေး4ပဲရေးပေါ့နော်ရွေးပေါ့နော်အဲ2ရလေးရွေးပေးလိုက်နော်4 4ပေါ့နော်အဲတကယ်လို့6ကိုရွေးမဲ့ဆို6ကျွန်တော်က4နှစ်ခုကိုရွေးပေးတယ်တဲ့သူကနံပါတ်2ပေါ့နော်ခဏန်း2အခရာ2ကိုအဲ့လိုရွေးပေးရတာပေါ့နော်โอเคဒါဆိုရင်ခဏဆောက်အဲဒါဆိုရင်အစင်မပြေဘူးမပြေဘူးဆိုရင်ဒါကျွန်တော်ရွေးစက်ကပြန်ပြီးတော့အဲလဲပေးရမယ်လဲပေးရမှာ L နဲ့ L နှလုံးပေါ့နော်အဲဒါဆိုရင်ကျွန်တော်အဲဒီနှစ်ခုကိုကျွန်တော်နှိပ်ပေးတယ်မယ်နှိပ်ပြီးတော့ confirm လုပ်မယ် โอเคအဲ့ဒါဆိုရင်ရသွားပြီဘောနော်ရသွားပြီဆိုရင်ဒါကျွန်တော်ရဲ့မရှိကအဲ့ဒီဂျီမင်းကိုဘောနော်ဒါဆိုရင်သူကကုတ်သွားပို့ပေးတယ်အဲ့ဒီကုတ်ထည့်ရမယ်ဘောနော်အဲ့ကျွန်တော်ကဂျီမင်းမှလည်းတစ်ခါတယ်ကုတ်ကချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ဒါပြဿနာဖြစ်ဘူးသူကတော့အော်တိုဝင်လာမယ်ဘောနော်ခဏဆော့ဝေးကြီးအဲ့ဒီမှာဂျီမင်းလေးဝင်လာပြီနော်အဲ့ဒါဆိုရင်အဲ့ဒီဂျီမင်းမှကိုချိတ်ဆက်ထားတဲ့ဂျီမင်းမှဘောနော်ကုတ်ကဒီမှာထည့်ပေးရမယ်โอเคဂျီမင်းကုတ်ကဒီမှာရောက်လာပြီဘောနော်ရောက်လာပြီဆိုရင် ငါ3တေအဲ3ညာတလေငါ3တေ3ညာတလေနော်အဲ့ဒီနေရာမှာထည့်ပြရမယ်ငါ3တေ3ညာတလေโอเคထည့်ပေးပြီဆိုရင်ရပြီဗောနော်အဲသူ့ဘာလို့အော်တိုလောက်သွားတယ်အဲ့ဒါဆိုရင်သူ account account စာလောက်ပဲဗောနော်โอเคဒါဆိုရင်အဲသူကဒီလိုမျိုးပေါ်လာမယ်အဲပေါ်လာမယ်ဆိုရင်တော့အဲပြဿနာမရှိဘူးကျွန်တော်ရမရှိ account ရသွားပြီဗောနော်โอเคဒါဆိုရင်တော့ဒါကျွန်တော်တို့ account account ရသွားပြီဗောနော်ဘာမှလောက်စာမလုပ်ဘူးအဲ့ဒီအနီလေးကိုနှိပ်လိုက် အနှစ်လိုက်ဆိုရင်ဒါဆိုရင်ပြီးသွားပြီပေါ့နော်အဲဒါကျွန်တော်တို့ပြီးသွားပြီဆိုရင်အောက်ကအဲဒီမှာကျွန်တော်ပြထားတဲ့နေရာလေးပေါ့နော်အဲကျွန်တော်တို့အဆက်လုပ်ပေးလိုက်အဲ့ဒီ all ဆိုတဲ့နေရာလေးပေါ့နော်အဲဆက် all ဆိုတာချက်နှိပ်ပေးလိုက်အဲနှိပ်ပေးလိုက်ပြီဆိုရင်ဒါဆိုရင်ကျွန်တော်တို့ပြီးသွားပြီဂျပန် TikTok account ကိုရသွားပြီပေါ့နော်အဲတကယ်ပဲဒီ account account ကဂျပန် TikTok account ရလားမရလားပေါ့နော်အဲဒါကျွန်တော်တစ်ချက်ပြောင်းဝင်ကြည့်မယ်အဲ create လုပ်ပြီးပါပြီပေါ့နော်အဲဒါဆိုရင်ဒီနေရာမှာပဲကျွန်တော်ရဲ့မိတ်ဆွေကအဲဒီနေရာမှာ browser တစ်ခုကိုပြောင်းဝင်ပြောင်းဝင်ပြီးတော့ TikTok.co ဆိုပြီးတော့ရိုက်လိုက် အရဲလိုက်ပြီးတော့အဲဒီမှာ TikTok long in ဆိုတာလည်းရှိတယ် TikTok ဆိုတာလည်းရှိတယ်ဗောနဟာကြိုက်တာတစ်ခုကိုနှိပ်လိုက်အဲနှိပ်လိုက်ရင်အဲသူကဒီလိုမျိုးပေါ်လာမယ်အဲပေါ်လာမယ်ဆိုရင်ခဏဆောက်အောက်က profile နေရာလေးကိုတစ်ချက်နှိပ်နှိပ်ပြီးတော့ခုနကဂျီမိန်းနဲ့ဒါချိတ်ဆက်ပေးလိုက်ရုံပဲဗောနော်အဲ line ကလည်းတော်တော်ညံ့တယ်ဗျာ okay ဒါဆိုရင်ဒီတိုင်းပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ဒီမှာ long in ဆိုတာကိုနှိပ် ဒါဆိုရင်ခုနကဂျီမင်းကိုကျွန်တော်ရွေးပေးလိုက်ပါတော့အဲဒီမှာကျွန်တော်တို့အဲဒီဂျီမင်းချိတ်ဆက်ဖို့တော့အဲ့ဒီနေရာကိုတစ်ချက်နှိမ့် Okay ဒါဆိုရင်ဒီနေရာမှာခုနကဖွင့်ထားခဲ့တဲ့ဂျီမင်းကိုရွေးလိုက်ပါတော့ Okay ဒါသူအပေါ်မှာပဲဒါဆိုရင်ကျွန်တော်အပေါ်မှာပဲကျွန်တော်နှိမ့်ပေးလိုက်မယ်ပေါ့နော်အခဏလေးဆောက်ပြလိုက်နေပြီးတော့သူ့ဘောင်လုံးနေပေါ့နော်အဲဒါ line ရလည်း VPN နဲ့ချိန်တိုင်း line ကတော်တော်လေးတယ်ဗျနေထားလိုက်ပေါ့နော်အဲဒီသူ့အောင်သွားနေတယ်ခဏဆောက် okay ဒါဆိုရင်ကျွန်တော်တို့က TikTok ကအဲဒီမှာ continue ပေါ့နော် အဲတက်တော့နဲ့ချိန်ပြလိုက်တကယ်ပဲဒီအောက်ကဂျပန်ကောက်ရလားမရလားဗောနော်အဲခဏစောက်ပြီးကြည့်အဲဒီမှာသူ့အောင်လုတ်တယ်လုတ်နေတာဗောနော်အဲဒါလေးကလုတ်ဆရာမလုတ်ဘူးဒီနေရာမှာမွေးလားမွေးရက်ကိုလည်းဒါကျွန်တော်ရဲ့မိတ်ဆွေအဆင်ပြေတယ်လို့ဗောနော်အထည့်ပြလိုက်အမှန်ကန်ဖို့လုတ်မလုတ်ပါဘူးအသက်နည်းနည်းကြီးကြီးလေးဗောနော်အထည့်ပြလိုက်ထည့်ပြီးတော့အောက်ကနေဘောကနေဆွဲအနီလေးကိုနှိပ်လိုက် ဒါဆိုရင်တော့ဒီနာမှာ user name ကလည်းကိုပေးချင်တဲ့နာမည်လေးပေါ့နော်။နောက်မှပြန်ရေးပေးလဲရပါတယ်။ဒီနေရာကအဆင်ပြေလို့ရေးလဲပေါ့နော်။ကျွန်တော်ကဒီနေရာမှာကိုအောင်ပြန်ပြောင်းပေါ့နော်။ပြောင်းလဲရတယ်။အဲ့တိုင်းလေးနှိပ်ပြီးတော့အောက်ကတရားလေးပေါ့နော်။ဒါကပြီးတော့မှအထက်ကနေပြီးတော့ဝင်ပြီးတော့ကြိုက်သလိုမျိုးပြောင်းလဲရတယ်။ဒီအောက်မှာပေါ်နေတာလေးတခုပေါ့နော်။ကျွန်တော်ယူလိုက်မယ်။ဒါကတော့အဆင်ပြေသလိုမျိုးဆိုကြိုက်သလိုမျိုးပေးလို့ရတယ်နော်။ Okay ဒါဆိုရင်ဒီအောက်က sign up ဆိုတာလေးကိုတစ်ချက်နှိပ် ဒီနားလေးကကြက်သူမျိုးလုတ်ထားခဲ့လို့ရတယ်နော်နောက်မှပြန်ပြီးတော့ပြောင်းလို့ရပါတယ်โอเคဒါဆိုရင်ဂျပန်အောက်တစ်ခေါက်ရပြီပေါ့နော်တကယ်ပဲဂျပန်ဖြစ်မဖြစ်ဒါကျွန်တော်ရဲ့မိစ္ဆာကဝင်ဆက်ရမယ်အဝင်ဆက်မဆိုရင်အောက်မှာ profile လေးရှိတယ်နော် profile နေရာလေးကိုအချက်နှိပ်โอเคနှိပ်ပြီးတော့ရင်ဒီအဆက်ကလေး30ရှိတယ်နော်အဲ့ဒီအဆက်ကလေး30ကိုတစ်ချက်နှိပ်အပေါ်ကမြင်ကြမှာမဟုတ်နော်အဖုံးရတာတားလေးတယ်ဗျာအဲ့ဒီအဆက်ကလေး30ကိုတစ်ချက်နှိပ်ခဏဆောက်ဗျာအဖုံးရတားလေးတော့ကြည့်ရဒါဆိုရင်မနေ့အောက်ဆိုတာလေးကိုတစ်ချက်ဝင် โอเคဝင်ကြည့်လိုက်ထန်တယ်ကျွန်တော်ရဲ့မိတ်ဆွေရဲ့အကောက်ကအဲဒီမှာဂျပန်ဖြစ်သွားပြီပေါ့နော်အဲဒါဆိုရင်အကောက်ထဲမှာအဲ region ကဂျပန်ဖြစ်သွားပြီပေါ့နော်โอเคဒီနေ့တန်းဖွင့်လို့ရတယ်ဂျပန်တက်တော့ကောက်ကောက်ဖွင့်တာကတော့လွယ်လွယ်လေးပေါ့နော်ဒါပေမဲ့ wifi လိုင်းမကောင်းတော့တော့နည်းနည်းသိနေခံရမှာပေါ့နော်အဲဝီပီနဲ့ကြော်သွားလဲဆိုတော့ဒါကျွန်တော်တို့လိုင်းကတော့နည်းနည်းညံ့ပါတယ်ဟုတ်ကဲ့ပါအဲဒါဆိုရင်တော့ကျွန်တော်တို့ဂျပန်တကောက်ဒီနေ့မှာကျွန်တော်ပြောဖို့ကြံခဲ့တာလေးပေါ့နော်အဲကျွန်တော်တို့လက်ရှိကိုကတက်တော့ကစားနေတယ်တက်တော့အသုံးပြုနေဆိုရင်ကိုယ့်ရဲ့ဖုန်းနံပါတ်ရှိတဲ့ TikTok app ကိုဖြတ်ထားဖို့လိုတယ်နော် ကျွန်တော်တို့ဖြတ်ထားမှပဲဒါဝင်လို့အဆင်ပြေတယ်တကယ်လို့မဖြတ်ထားဘူးဆိုရင်အဲ့ဒီ app ကိုတော်တော်ရောက်သွားတာဖြစ်တဲ့အတွက်ပေါ့နော်အကောက်ဖွင့်လို့အဆင်ပြေမှာမဟုတ်ဘူးဒါကြောင့်ကျွန်တော် TikTok app ဖြတ်ဖို့ကြံခဲ့တဲ့အတွက်ပေါ့နော်နောက်ဆုံးလေးမှ share link လုပ်ပေးတာပါဟုတ်ကဲ့ပါဟဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီလောက်ဆိုရင်မိတ်ဆွေကိုပိုင်ပေါ့နော်ဂျပန် TikTok ကတော့ကိုဖွင့်တက်လိုက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်